မြောက်ကလပါနှစ်ချင်းခရီးရန်အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်တမန်တော်ဝုဒ္ဓအခန်းကြီး30အငယ်1မှ48ကဲတရီမြို့၌အီတလီတပ်ဟုခေါ်ဝေါ်သောတပ်တွင်လူတရာကိုအုပ်ချုပ်သောတပ်မူကောနေလီအမိတွင်သောသူတယောက်ရှိ၏ထို့သူသည်မိမိအိမ်တွင်ရှိသမျှသောသူတို့နှင့်တကွာ ုရားဝတ်၌မွေလျော်၍ဘုရားသခင်ကိုကြောက်ရွံ့ခြင်းရှိသဖြင့်လူတို့အားညာစွာသောစွန့်ကြဲခြင်းကိုပြု၍ဘုရားသခင်ကိုအစဉ်ဆုတောင်းလေးရှိ၏တနေ့တနိုင်နေသုံးချက်တည်းအချိန်တွင်ဘုရားသခင်၏ကောင်းကင်တမန်သည်ကောနီလီ ဟု ခေါ်လျက်ရောက်လာသည်ကိုထိုသူသည်ထင်ရှားသောဗျာဒိတ်ယူပါယုံအားဖြင့်မြင်ရ၏ကောင်းကင်တမန်ကို စစ်စစ်ကြည့်လျှင်ထိတ်လန့်ခြင်းရှိသည်ဖြစ်၍သခင် အဘယ်အခင် ရှိပါသနည်းဟု မေးတော့ကောင်းကင်တမန်ကသင်ပြုတ်သောဆုတောင်းပတနာနှင့်စွန့်ကျဲပေးကမ်းခြင်းတို့သည်ဖျားသခင်ရှိတော်၌အောင့်မေ့စေရဖို့တက်ကြပြီထို့ကြောင့်ယခုပင်ယုပေမြို့သို့လူတို့ကိုဆေလွတ်၍ပေတရုအမိတစ်ကိုရသော ရှိမုံကိုခေါ်ပင်လောထို့သူသည်တရေလုတ်သမားရှိမုံ၏အိမ်၌တဲနေ၏ထိုအိမ်သည်ပင်လယ်နားမှရှိသည်ဟုပြောဆို၏ ထို့သူပြောဆိုသောကောင်းကင်တမန်သွားပြီးမှကောနေလိသည်မိမိငယ်သားနှစ်ယောက်နှင့်တကွမိမိထံ၌မပြတ်ခစားသောလူစုအဝင်ဖျားဝတ်၌မွေလျော်သောစစ်သူရဲတယောက်ကိုခေါ်၍ထိုအကြောင်းအရာအလုံးစုံတို့ကိုကြားပြောပြီးမှယူပေမျိုးတို့ဆေလွတ်၏။နှစ်ဖြန်နေ၌ထိုသူတို့သည်တွား၍ ယုပေမြို့အနီးသို့ရောက်ကြသောအခါနှစ်ချက်တည်းအချိန်တွင် ပေတုသည်ဆုတောင်းခြင်းငှာအိမ်မိုးပေါ်သို့တက်လေ၏။စာမို့၍အစာအာဟာရကိုအလိုရှိလျှင် သူတစ်ပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါပေတုသည်ဘဝင်ဖြစ်၍နေသည်ဖြင့် ကောင်းကင်ဖွင့်လစ်သည်ကိုလကောက်ချုပ်ထဲကဲ့သို့လေးတောင်ချုပ်၍မြေသို့ချလွတ်သောတစားသည်မိမိစီသို့ဆင်းသက်လာသည်ကိုလကောက်မြင်လေ၏ထိုတစားထဲ၌တရေမဆ၍မြေ၌ကျင်လေသောသားမျိုး တွားသက်သောတရိษံမျိုးမိုးကောင်းကင်၌ကျင်လေသောငှက်မျိုးတို့သည်ရှိကြ၏စကားအတန်သည်လဲပေတရုထ၍တတ်စားလောဟုလာ၏ ပေတရုကလည်းမဖြစ်နိုင်ပါသခင်ညှဉ်းညူသောအရာနှင့်မစင်ကြဲသောအရာကို အကျွန်ုပ်သည်တရံတကားမျှမစားဘူးပါဟုပြောဆို၏နောက်တဖန်စကားတန်ကဖျားသခင်စင်ကြဲစေတော်မူသောအရာကိုညှဉ်းညူသည်မထင်နှင်းဟုလာပြန်၏ထို့သို့သုံးချိန်မြောက်အောင်လာပြီးလင်ထိုတစားကိုကောင်းကင်ထဲသို့တင်းရုပ်ပြန်လေ၏ပေတရုသည်မိမိမြင်ရသောဗျာဒိတ်ယူပါယုံကအဘယ်သို့ ဆိုလိုသည်နီးဟုတွေးတောဆင်ခြင်၍နေစဉ်တွင် ကောနေလိစေလွတ်သောသူတို့သည် ရှိမုံအင်ကို မေးမြန်းရှာဖွေ၍တကားရှိမှရက်လျက်ပေထရုအမိတက်ကိုရသောရှိမုံသည်ဤမှာတဲနေပါသလောဟုမေးမြန်းဟစ်ခေါ်ကြ၏ပေထရုသည် ထိုပြတဲ့ယူပါယုံကိုဆင်ခြင်၍နေစဉ်တွင်ဝိညာဉ်တော်ကလူသုံးယောက်တို့သည်တင့်ကိုရှာကြ၏ထ၍ဆင်းလော တွေးတောခြင်းမရှိဘဲထိုသူတို့နှင့်အတူလိုက်သွားလော အကြောင်းမူကားထိုသူတို့သည်ငါစီလွတ်တော်သူ ဖြစ်ကြသည်ဟုမိန့်တော်မူလင်ပေတရုသည်ဆင်း၍ငါကသင်တို့ရှာတော်သူဖြစ်၏အဘယ်အကြောင်းရှိ၍လာကြသည်ဟုထိုသူတို့အားမေး၏ထိုသူတို့ကလည်းဖျားခင်ကိုကြောက်ရွံ့၍ယူဒလူအပေါင်းတို့တွင်အတရေရှိသော သူတို့ကောင်းဒီဟုသောတတ်မူကောနေလိသည် ကိုရောကိုမိမိအိမ်သို့ခေါ်ပင်၍ကိုရောဤစကားကိုနားထောင်ရမည်အကြောင်း တန့်ရှင်းသောကောင်းကင်တမန်အားဖြင့်ပြာဒိတ်တော်ကို ခံရပါသည်ဟုပြန်ပြောကြ၏ပေတရုသည်လည်းထိုသူတို့ကိုအိမ်ထဲသို့ခေါ်၍ဧည့်သည်ဝတ်ကိုပြုလေ၏နှက်ပြန်နေ၌ထ၍ထိုသူတို့နှင့်အတူသွားသည်ဖြင့်ယူပွေမြို့သားဖြစ်သောညီအကိုအချို့တို့သည်လိုက်ကြ၏ထို့နောက်တနေ့၌ကဲတရီမြို့သို့ဝင်ကြ၍ကော်နေလိသည်မိမိအဆွေအမျိုးမိခင်ဘုံများတို့ကို စုဝေးစေပြီးလျှင်ထိုသူတို့ကိုမျှော်လင့်လျက်နေကြ၏ ပေတရုရောက်လာသောအခါကောင်းနေလီသည်ခရီးဥကြို့ပြု၍ပေတရု၏ခြေရင်း၌ပြက်ဝတ်လျက်ကိုးကွယ်လေ၏ပေတရုသည် သူ့ကိုချီးပင်းလျက်ထလောငါကိုယ်တိုင်လူဖြစ်သည်ဟုဆို၏ထို့သို့နှုတ်ဆက်၍ဝင်လေသောစုဝေးလျက်ရှိကြသောလူများကိုတွေ့လျင်ပေတရုကယူဒလူဖြစ်သောသူတို့သည်တပါးအမျိုးသားတို့နှင့်မပေါင်းဖော်မချင်းကပ်အပ်သည်ကိုသင်တို့သိကြ၏ တို့တော်လေညညူတီမစင်ကျဲဟုအဘဲသူကိုမြမခေါ်ရမီအကြောင်းဘုရားသခင်သည်ငါအားဆုံးမပြတ်တော်မူပြီထို့ကြောင့်ငါကိုခေါ်ကြသောအခါငါသည်မငင်းမခုံပဲလျက်လာ၏တို့ဖြစ်၍အဘဲအကြောင်းကြောင့်ငါကိုခေါ်ကြသည်နီငါမေးလိုသည်ဟုထိုသူတို့အားပြောဆို၏ ကောနီလီကလည်းအကျွန်ုပ်ဒီယခုအချိန်နာယူတိုင်အောင်အစာရှောင်၍သုံးချက်ဒီအချိန်တွင်အိမ်၌ဆူတောင်းလျက်နေသည်ယခု၄ရက်ရှိပါပြီထိုအချိန်၌လူတစ်ယောက်ဒီထွန်းတောက်သော အဝတ်ကိုဝတ်လျက် အကျွန်ုပ်ရှေးမောက်၌ရက်၍ကောနီလီတင်ပြုသောပထနာကိုဖျားသခင်သည်ကြား၍တင်စွန့်ကြဲခြင်းကိုလည်းမှတ်တော်မူပြီးထို့ကြောင့်ယူပေမြို့သူစေလွှတ်၍ ပေတရုအမိတစ်ကိုရတော့ရှိမုန်ကို ခေါ်ပင်လော ထိုသူသည်ပင်လယ်နားမှာတရေ လုတ်သမားရှိမုန်၏အိမ်၌တဲနေ၏ထိုသူသည် ရောက်လာလင်တင့်အားဟောပြောလိမ့်မည်ဟုပြောဆိုပါ၏ထို့ကြောင့်အကျွန်ုပ်သည်ကိုရောထံသို့အလင်းအမြန်ဆေလွှတ်၍ကိုရောသည်ကြွလာသောအဖြစ်ကောင်းမွန်စွာ ပြုပါပြီ ို့ဖြစ်၍ဘုရားသခင်သည် ကိုရော၌မှားထားတော်မူသည်။ကိုနားထောင်ခြင်းငှာယခုအကျွန်ုပ်တို့ရှိသည်။သည်ဘုရားသခင်ရှိတော်၌အသက်နေကြပါသည်ဟုကော်နေလိပြောဆို၏ထိုအခါပေတရုသည်နှုတ်ကိုဖွင့်၍အကယ်စင်စစ်ဘုရားသခင်သည် လူမျက်နာကိုမှတ်တော်မမူလူအမျိုးမျိုးတို့တွင်ဘုရားသခင်ကိုကြောက်ရွံ့၍တရားသဖြင့်ကြင့်ဆောင်တော်သူသည် အထံတော်၌မျက်နာရသည်ကိုငါသိမြင်၏ အလုံးစုံတို့ကိုအစိုးရတော်မူသော သခင်ယေရှုခရစ်အားဖြင့်ယံငိမ့်ခြင်းတရားဒီဟုသောဧဝံဂေလိတရားကို ဟောတော်မူလျက်ဣသရေလအမျိုးသားတို့အားပေးလိုက်တော်မူသော တရားတော်နှင့်အညီယောဟန်သည်ဗတ္တိဇံတရားကိုဟောသည့်နောက်ဂါလိလဲပြည်မှစ၍ယူဒပြည်အရရတို့၌နှံ့ပြသောအကြောင်းအရာကို သင်တို့သည် သိကြ၏ ထိုအကြောင်းအရာဟုမူကားဖျားသခင်သည်တန်ရှင်သောဝိညာဉ်တော်နှင့်၎င်းတကူးတော်နှင့်၎င်းနာဇရက်မြို့သားယေရှုကိုဗိတ်သိက်ပေးတော်မူသည်ဖြင့်ထိုသူသည်ဖျားသခင်၏အခွင့်တော်နှင့်ယေရှုပြုလျက် မာနညှင်းဆဲသောသူအပေါင်းတို့အားချမ်းသာကို ပေးလျက်လှည့်လည်တော်မူ၏ငါတို့သည်လေယေရုရှလင်မြို့မှဆ၍ယူဒပြည်တွင် ပြုတော်မူသော အမှုများတို့၏တည်တည်ခံ ဖြစ်ကြ၏ ထိုသူကိုတစ်တိုင်၌ဆွဲ၍ကုမြတ်ကြလေ၏သုံးရမြောက်သောနေ၌ဘုရားသခင်သည်ထမြောက်စေတော်မူ၍လူအပေါင်းတို့အားထင်ရှားစွာပြတော်မမူဘုရားသခင်ခန့်ထားတော်မူနှင့်သောတတိကံဒီဟုသောငါတို့အားထင်ရှားစွာ ပြတော်မူ၏တေခြင်းမှထမြောက်တော်မူသည့်နောက်ထိုသခင်နှင့်အတူငါတို့သည် စားတောက်ရကြ၏ ထိုသခင်သည်လည်းအသက်ရှင်သောသူတို့နှင့်သေသောသူတို့ကိုတရားစီရင်သောသခင်ဖြစ်စေခြင်းငှာဖျားသခင်ခန့်ထားတော်မူကြောင်းကိုလူအပေါင်းတို့အားဟောပြောကြလောတတိခံကြလောဟုငါတို့အားပြည့်ညက်ထားတော်မူ၏ထိုသခင်ကိုယုံကြည်သောသူရှိသမျှတို့သည် နာမတော်အားဖြင့်အပြစ်လွတ်တော်မူခြင်းဂျေစုကိုခံရကြလက်တန်ဟု၍ပရောဖက်အပေါင်းတို့သည် ထိုသခင်၏တတိခံဖြစ်ကြသည်ဟုပေတရုမွတ်ဆို၏ ထူစကားကိုမွတ်ဆိုစဉ်နှုတ်ကပတ်တရားတော်ကိုကြားနာရသောသူအပေါင်းတို့အပေါ်သို့တန့်ရှင်းသောဝိညာဉ်တော်သည်တက်ရောက်တော်မူ၏တပါအမျိုးသားတို့အပေါ်သို့တန့်ရှင်းသောဝိညာဉ်တော်၏ခြေဆုကိုတွန်းလောင်းသောကြောင့်အရေးပြားလှီးခြင်းကို ခံတော်သူဒီဟုသောပေတရုနှင့်ပါသမျှသောတပည့်တော်တို့သည်မိန်မောတွေ့ဝေခြင်းရှိကြ၏ အကြောင်းမူကားထိုသူတို့သည်အမျိုးမျိုးသောဘာသာစကားအဖြစ်ပြော၍ဖျားသခင်ကိုချီးမွမ်းသည်ကိုကြားကြလေ၏ထိုအခါပေတရုကငါတို့ကဲ့သို့တန့်ရှင်းသောဝိညာဉ်တော်ကို ခံရသောဤသူတို့ကိုဗတ္တိဇံမပေးစေခြင်းကအဘယ်သူသည်ရေကိုမြစ်တားနိုင်သနည်းဟုဆိုလျက်သခင်ဖျား၏နာမ၌ဗတ္တိဇံကိုခံစေမိအကြောင်းစီရင်လေ၏ထိုနောက်မှ ပေတရုသည် ကာလအတန်အရာနေပါမိအကြောင်းကို ထိုသူတို့သည်တောင်းပန်ကြ၏ဇာနာယသူအားလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေသောရပြသည်တင်ကိုကောင်းကြီးပေး၍ စောင့်မတော်မူပါစေသောထာဝရဘုရားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည် ်သင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစီတော်အာမင်